ကျွန်တော်တို့နေသောရွာကြီးကိုဘောဒီကုန်းရွာကြီးဟုခေါ်သည်ရွာဝယ်မျိုးနဲ့အတွင်း၌တည်ရှိပြီးစပားနှင့်တီးနံမျိုးသို့ရာသီလိုက်စိုက်ပျိုးသောရွာကြီးဖြစ်ပါသည်ဘောဒီကုန်းတောင်ကြီးတွင်တည်ရှိပြီးဘောဒီကုန်းဆယ်ကြီးလည်းတည်ရှိပါသည်ကျွန်တော်တို့အနီးနားရှိရွာများအားလုံးသည်ဘောဒီကုန်းဆယ်ရေတောက်ရွာများဖြစ်ကြသောကြောင့်စိုက်ပျိုးရေးလုပ်ငန်းကိုနှွေမိုးဆောင်ရာသီလိုက်စိုက်ပျိုးနိုင်သည့်ပြည့်ချမ်းသာကြွားကြသည်ဟုဆိုနိုင်ပါသည်ဘောရီကုံတောင်တန်းကြီးမှာဘောရီကုံဆယ်ကြီးဖြင့်ဆက်ဆက်တည်ရှိနေပြီးအလယ်၌နှဆိုင်သောရှူကြီးရှိသည် ကျိန်ပင်ဝါပင်ရင်ငန်းပင်နဲ့တစ်ပင်မျိုးစုံပေါက်ရောက်သောအမြင့်ဆုံးတက်တော်ကြီးကတောင်တကြောလုံးဖုံးအုပ်ထားသောကြောင့်ကျွန်တော်တို့ရွာနောက်ကျောမှာတောင်တန်းကြီးကာယံထားသလိုအမြင့်ဆုံးတော်ကြီးဖြစ်စိမ့်စုဝေဆာနေပါသည်ဗောဒီကုံတောင်ထိပ်တွင်သောလွန်စွာတပ်ပယ်ပြီးတကိုးကြီးသောကိုးတော်ဝေဖရာကလေးတစုရှိသည်ဖရာမှာရှေးအောင်ဖရာဖြစ်ပြီးတကိုးအလွန်ကြီးလေသည်နေစဉ်ကစုံလာပြင်းနေရောက်တိုင်းညောင်ရီသုံးပွဲတော်ကျင်းပပြီးသည့်နေ့ညာပိုင်းတွင်ရောင်ကြီးတော်လွတ်လပ်ရှိပြီး ကစုံလာပြည့်ည9နာရီပြင်တစ်ကြိမ်12နာရီတွင်တစ်ကြိမ်မနက်3နာရီတွင်တစ်ကြိမ်စုစုပေါင်း3ကြိမ်လွတ်လည်ရှိရာကျွန်တော်တို့ပြော်ဝဲမြို့နယ်ပဝင်းကြီးရွာများသာမကရဲဝဲရန်ဒီတောင်ငူပြင်မနာရန်ကုန်ကအထိပင်ဟရာဘူးဧည့်သည်များနှစ်စဉ်နှစ်တိုင်းကစုံလာပြည့်နေအမိဟရာပူဇော်ရန်စုဝေးရောက်ရှိလာတတ်ကြပါသည်ကျွန်တော်ငယ်စဉ်အချိန်ကလှဲများဖြစ်တာလာတတ်ကြတော့လေယခုခေတ်အချိန်တွင်ကားများဖြင့်လည်းဖရာဘူးများလာတတ်ကြရာလုံးစွာစီကားသောကစုံလာပြည့်ဖရာဘွဲတော်နေဖြစ်ပါသည် တောင်ကြီးတွင်ရှေဟောင်းမကြီးပင်နှင့်ကိုကိုပင်ကြီးတို့ရှိရာလွန်စွာအယိတ်အာဝါဒကောင်းသည်ထို့အပြင်ဖျားတောင်နှင့်ဘောဒီကုံဆွေကြီးခြေရင်းတွင်ရှေဟောင်းဆရာကြီးတဆောင်လည်းရှိသေးသည်ဇရာဤအနောက်ဘက်တွင်လွန်စွာနှစ်ဆိုင်သောရှူကြီးကတည်ရှိနေသည်ရှေဟောင်းဆရာကြီးမှမြည်သည့်အချိန်ကတိဆောက်ခဲ့သည်အလူရှင်မြည်သူဟုမသိရသောလေတပတ်ကန်ကျုံးနိုင်လုံးဖြောင်းဖြောင်းကြီးများကိုရွေးချယ်ဆောက်လုပ်ထားခြင်းဖြစ်ပြီးအောက်ခံမှာအင်္ဂရိအခင်းဖြစ်သည်ကျွန်တော်ပြောရန်ကြံရှိနေသည်မှာ ဇယကြီးအနောက်ဘက်ရှိုကြီးနှင့်ဆယ်ကြီးကြား၌တရေကားကံကျယ်ဝန်းသောရွာသိမ်းကြိုင်ကုန်းရှိသည်။အောက်ကအသက်အဟောင်းများနှင့်မြေပုံများကပြန့်ကျဲပြီးတောချုံငယ်များဖောအုပ်နေသည်။ညာယာပင်ခြုံ၊ကျိန်ဘူးခြုံနှင့်ဇီးပြူပင်များ၊ရေငန်းပင်များ၊မြောက်ချောပင်များစသဖြင့်လည်းဖုံးလွှမ်းထားသေးသည်။ထို့ကြောင့်လည်းရွာသိမ်းကြိုင်မှတောကောင်များပုံအောင်ဝင်ရာရှိုကြီးနှင့်ဆယ်ကြီးကြားဆက်ဆက်တရှိနေသောကြောင့်တောကောင်ငယ်များခူအောင်ကြဆားရနေရာလည်းဖြစ်ပါသည်။တော်ဝက်ကြီးဆက်ယုံနှင့်တင်းခွေကြ ဖွန့်နှင့်ခွဲတူဝတ်တူတောကောင်ငယ်များလည်းလွန်စွာပေါ်များလာသည်ဒီရဲနေသောတော်ကျဲအုံနှင့်ရင့်ငယ်များကလည်းလူကြီးတိတ်သောဇေယပတ်ဝန်းကျင်နှင့်ဇေယကြီးအပေါ်တွင်မြူးတူးကျဆားကြသည်ဇေယကြီးမှာရှီအောင်ဇေယကြီးဖြစ်တော်လဲရရွာကထိန်းသိမ်းပြုပြင်ထားသောကြောင့်သမိုးများကလွယ်ပြီးအကောင်းပဂတိဖြစ်သည်သမိုးများမှာမကြီးပင်များ၏အချင်တတ်ပါသောရွက်ကြွေများကြောင့်မကြာခဏပေါက်ပြဲဆွေးမြေ့ပြီးသမိုးများလည်းပျက်စီးနေပါသည် ထိုဇေယျကြီးမှာရွာတွင်အတုပရှိ၍ခြားသော အချိန်တွင်တရဏဂုံတင်ရဇေယျကြီးအဖြစ်အသုံးပြုကြပြီးပစုံလာပြီးဖျားပွဲနေများတွင်ရဝဲဧည့်သည်များတဲခိုရာဇေယျကြီးဖြစ်ပါသည်ဝေါ်ဒီဂုံတောင်ကြီးမှာလွန်စွာကြေပြာသောကြောင့်ဖျားဘူးဧည့်သည်များမိမြပင်လာစီကာမူကျင်ဝန်းစွာနေတိုင်းစတဲ့ချနိုင်ကြသည်ထို့ပြင်ဒူဇန်တီကတော့ဝေါ်ဒီဂုံတောင်ပေါ်ရှိ၉000ပြည့်ဖျားလေးပရဝုံမှာတောင်ဒိတ်တွင်ဖြစ်၍ကျင်းမြောင်းပြီးဟုထင်ရတော်လဲမိမြပင်ဖျားဘူးဧည့်သည်များလာစီကာမူ ဖရာတောင်ပေါ်ရင်မင်းပေါ်တွင်ဝင်ဆန့်သည်မှအံဩဝယ်ဖြစ်သည်ထို့အပြင်ဖရာစီဒီလေးအနောက်တောင်ဘက်တွင်ဘောရီညောင်မင်းကြီးရှိရာညောင်မင်းကြီးအရင်အားအင်္ဂရေပြည်ပတ်ဝိုင်းထားသည့်အပြင်ပြင်မစီယိုအနေဖြင့်လည်းလူကြီးတယောက်ဤခါးလေကံမြင်သောအုတ်တိုင်းကိုပတ်ဝိုင်းကကာရန်ထားသည်သည်ထိုညောင်မင်းကြီးတွင်နှစ်စဉ်ကဆုံလာပြီးနှင့်ရောက်တိုင်းညောင်ရီသွန်းလောင်းဒူတန်းကြခြင်းဖြစ်ပါသည် ဘိုးရဲ့ထူးဆန်းသည်ကကဆုံလာပြင်းနေညောင်ရီသုံးပွဲတော်ဆင်ရင်ကျင်းပါသည့်နေ့ရောက်တိုင်းရေအိုးလေးကိုရွရွညောင်ရီသုံးလောင်းရန်ပြင်မအုပ်နေရန်အတွင်းဝင်ရောက်လိုက်သည်နှင့်တပြိုင်နက်တီးတံမှုတ်တံဘုံတံများအလိုလျောက်ကြားရပြီးမနေနိုင်မထိုင်နိုင်အောင်ညင်ညောင်းစွာကားကြခုံကြညောင်ရီသုံးလောင်းကြခြင်းဖြင့်ဖြစ်သည်သူပုံလမ်းများမှာနှစ်စဉ်ကဆုံလာပြင်းနေရောက်တိုင်းဘောရီပင်ကြီးညောင်ရီသုံးကျိန်တွင်ထူးဆန်းစွာအလိုလျောက်ထွက်ပေါ်လာခြင်းဖြစ်သည်အခြားရာသီချိန်မှတွင်ထိုတီးတံမှုတ်တံပုံတံများကိုမကြားရသည်မှာလွန်စွာထူးဆန်းလာသည် မယုံကြည်၍စိတ်ထိန်နိုင်သည်ဆိုသူများလည်းဝင်ရောက်ဆန်းသက်ကြရာတခိုင်းတွင်ဝင်မိသည်နှင့်မနေနိုင်မထိုင်နိုင်စိတ်လို့ကိုလိုပင်ကကြခုံကြတော့သည်လွန်စွာပြောစရာကောင်းပြီးထူးဆန်းအံ့ဩပဲကောင်းသောအချက်ပင်ဖြစ်ပါသည်ထို့ကြောင့်တောင်မောစီဒီလေးမှာကိုးတော်ပြီဖျားကလေးသာဖြစ်တော်လဲရွှေရောင်တဝင်းဝင်းဖြစ်စိန်လန်သောတောတော်ကြီးကိုနောက်ခံပြုကလွန်စွာတပ်ပဲကြီးမျိုးဝေရအတိဖြစ်ပါသည်ကျွန်တော်တို့ကဘောဒီကုံရွာကြီးအခြေခံမူလာလဲအကြောင်းမှဆုတ်တာလဲအကြောင်းသားကြီးများဖြစ်ကြပါသည် ဘောဒီကုံရွာကြီးတွင် အလဲတန်းအထက်တန်းမရှိပါမူလာတန်းအောင်ဒီနေ့ကျွန်တော်တို့အလဲတန်းနဲ့အထက်တန်းတက်ရန်အတွက်ပျော်ပွဲမြို့ပေါ်သို့ပြောင်းရွှေ့တက်ရောက်ကြရသည်ကျွန်တော်တို့ရွာကြီးနှင့်ပျော်ပွဲမြို့မှာ၅မိုင်ခန့်ကွာဝေးသည်တောင်ငူမျိုးကြီးနဲ့တော့၁၀မိုင်ကျော်၅မိုင်ခန့်ကွာဝေးလိမ့်မည်ထင်ပါသည်ကျွန်တော်တို့ရွာမှာပျော်ပွဲနှင့်တောင်ငူမျိုးတို့နှင်းစဉ်သွားသောဈေးကားဤနှစ်စီးရှိသည်ရွာထွက်သည့်နိုင်များကိုမြို့သို့ပို့ပြီးမြို့မှလိုအပ်သော အစားအသောက်အဝတ်အထည်စသည်ဖြင့်လိုအပ်သောအသုံးဆောင်ပစ္စည်းများကိုပြန်ဝယ်လာကြခြင်းဖြစ်သည် ကျွန်တော်တို့ရွာကြီးမှာအုပ်စုရွာကြီးဖြစ်ပြီးအနည်းပတ်ဝန်းကျင်ရွာများမှာလည်းလာရောက်စုဝေးကြပြီးဈေးကားကြီးနှစ်စီးပြည့်ကုံရောင်းကုံွယ်ပြုတ်လုံနေကြခြင်းပဲဖြစ်သည်ကျွန်တော်တို့ရွာများရှိအလဲတန်းနဲ့အထက်တန်းចောင်းသားကြီးများကလည်းထိုဈေးကားကြီးဖြစ်ပင် မြို့ပေါ်သို့ចောင်းတက်နေကြခြင်းဖြစ်သည်သာယာ၆တူသောရာသီတွင်စပိန်ဆိုင်ငယ်များကိုအာကိုပြီးသွာလာနိုင်ကြတော့လေမိုးရာသီတွင်တော့ဈေးကားကြီးများကိုသာမိကိုအားထားရခြင်းဖြစ်ပါသည်။ရွာနှင့်မြို့ပေါ်နေ့စဉ်အဆက်အသွယ်ရှိသောကြောင့်ကျွန်တော်တို့ရွာများမှာခင့်နောက်ကြဂျာမနီရစ်ခဲ့ပါ ဝေါ်ဒီကုံဆယ်ကြီးကရေအားလျက်စစ်ထုတ်ပေးနိုင်သောကြောင့်တောရွာဖြစ်တော်လဲမြို့ရွာရက်ွက်များနဲ့မချာခင့်မီဖွံ့ဖြိုးသည်ဟုဆိုပါကဆိုနိုင်ပါသည်အိန်းနိုင်နီရေဒီယိုဖြစ်စေ TV ဖြစ်စေကိုစီရှိကြပြီးယခုခေတ်လိုလက်ကင်မိုဘိုင်းဖုန်းများမပေါ်သေးသောကြောင့်ခုံးဆက်ပြောဆိုနိုင်သောအခွင့်အရေးတော်မရှိပါသို့သောနေစဉ်ထွက်သည့်ဈေးကားကြုံဖြင့်မြို့နှင့်စာအဆက်အသွယ်ပြေလုံနိုင်ကြပါသည်။တနေ့တပေါင်းလာအလေကန့်တွင်ဖြစ်သည်။ကျွန်တော်တဦးတည်းအိမ်မှနေရသည်မှာအเจ้าမိတ်ရဲ့ဖြစ်၍ပြင်းရင်လာသောကြောင့် တောကျက်ပြည့်ရန်ရည်ရွယ်ချက်ဖြင့်လောက်စလုံးအိတ်ကိုလွယ်ကလောက်လေးกว่าကန်၍ဗောဒီကုံတောင်ကြီးဘက်သို့ရှောက်လန်းလာခဲ့ပါသည် အချိန်က မနက်9နာရီကျော်ခန့်သာရှိပါလေဦးမည်တပေါင်းလာဖြစ်တော်လဲစောင်းလက်ကြံမြူမုံဝင်များကတိုင်းချုံရဲဝိုင်းထားသောကြောင့်မှုံမိုင်းမိုင်းဖြစ်၍အဝေးကိုမမြင်ရချေထို့ကြောင့်လည်းပဝင်းရှင်ကိုတတိထား၍တလန်းချင်းရှောက်ခဲ့ပါသည်ရွာနှင့်ဗောဒီကုံတောဆံမှာတမိုင်ကျော်လောက်တော့ဝေးပါလိမ့်မည်လေယာရိတ်သိမ်းပြီးချိန်ဖြစ်၍ရခိုင်အချင်းများကလိုလေယာလုံသားများမတွေ့မမြင်ရပါ တပေါင်းလားဆိုဒီမှာကျွန်တော်တို့တောင်လူလယ်သမားများအလုံးသားကြီးထွက်ရှိသောဂုံပစ္စည်းများကိုမြို့တက်၍ရောင်းဝယ်နေကြသောအချိန်ဖြစ်သည်ခို့ကြောင့်လဲရွာတွင်လူနေပြီးတိတ်ဆိတ်ငြိမ်သက်နေသည်ဘောဒီကုံဆယ်ကြီးနှင့်ဖျားတောင်ကြီးတွင်ပို၍ငြိမ်သက်ပြီးတိတ်ဆိတ်နေပါသည်ထိုအချိန်မျိုးတွင်တော်ကျဲအုံများကတောင်ကြီးပဝင်းညင်တွင်ထွက်ကာဇရဘောဒီတက်၍အစာရှာကြသည်ထိုအချိန်ကိုအမိရဖမ်း၍ကျွန်တော်ကတောကျက်ပြည့်ရင်ရွာမှထွက်လာခဲ့ခြင်းဖြစ်သည်သို့သောဇယအိုကြီးအနာရောက်သည့်နေ့ပဝင်းညင်ကတိတ်ဆိတ်ငြိမ်သက်နေတော်လဲ တောကောင်ငယ်များမပြောနဲ့တောကျက်တောငယ်များကိုမမြင်တွေ့ရသည်မှာလွန်စွာထူးဆန်းနေပါသည်ဟို့ကြောင့်အကာရန်မရှိသောသာလာရန်ဇေယျကြီးပေါ်သို့လမ်းမြောကြည့်ရှုလိုက်ရာဆောင်းချုံပြီးလဲလျောင်းနေသောအရာတစ်ခုကိုဇေယျကြီးတောင်ဘက်တိုင်အကွယ်တွင်တွေ့လိုက်ရပါသည်အတူဝချရန်အတွက်ကြိုတင်ပြင်ဆင်လာသော အလောင်းတစ်ခုလားတော့မသိနိုင်ပါထို့ကြောင့်ကျွန်တော်လည်းတဦးတည်းဖြစ်၍အလွန်လန့်သွားခဲ့ပါသည် ထိုစဉ်တွင်ဇရတောင်ဘက်ထိပ်ရှိ လူသေးအလောင်းဟုယူဆရသောအရာမှာတပတ်သို့ဆောင်း၍လှုပ်ရှားလာသည် သို့မှသာကျွန်တော်သဘောပေါက်မိတော့သည်လူသည်အလောင်းမဟုတ်ခရီးသွားဧည့်သည်ဖြစ်ဟန်သူသည်သူ၏လှုပ်ရှားမှုကြောင့်တောကောင်ငယ်များကဇယက်ကြီးအနာကိုမကတ်ကြခြင်းဖြစ်သည်ထို့ကြောင့်လည်းကျွန်တော်လောက်လေးကွာအားကိုးဖြင့်ရဲဝံစွာဇယက်ကြီးပေါ်သို့လန့်တက်သွားမိစေဖိုလ်လူပုံနှင့်အရာတန်းမှတဝါဝါတန်းဝေတန်းကိုကြားလိုက်ရသည်ဝါဘယ်သူတော့ကွာဇယက်ပေါ်ကိုအတန်မပေးပါမပေးနဲ့တက်လာကမိခြေတန်းကအတိုင်းသားကြားနေရတယ်ကွာအော်ဆရာကြီးကခရီးသွားဧည့်သည်ထင်ပါရဲ့ဗျာ ဘယ်နဲ့ကြောင့်ဒီဇီယာကြီးပေါ်မှာတယောက်တည်းတဲခိုနေရတာပါလဲကျွန်တော်တို့ယူရလဲဝင်ပြီးအိမ်တိမ်ကိုအကူညီတောင်းတယ်အစားတောင်ရောတဲခိုဖို့ပါကိုညီလောက်ကင်ကြပါလိမ့်မယ်ဗျာကျွန်တော်တို့ယူရလေးကဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးယူရလေးပါအလွန်ရိုးသားပွန်လင်းကြပြီးဘယ်ဧည့်သည်ကိုမဆိုကျွေးမွေးပြုစုလူလဲကိုညီကြဖို့အစင်းသိရှိကြပါလေဗျာထိုးစဉ်ထိုးလူကြီးမှငုတ်တုတ်ထထိုင်လိုက်ပြီးကောင်းလေမင်းမစားစရာတခုနဲ့တောက်ရည်ပါလာလာလားကွာဟုတ်ကဲ့ကျွန်တော်မှထမြက်ခဲမြေပဲဆန်နဲ့တောက်ရည်ပလင်းတော့ပါလာပါတယ်ရော့ပါဦးလေးသုံးဆောင်ပါ ေးကွာဂျေစုပဲငတ်တူရဲ့ညာအရက်တော့တာများသွားပြီအဲ့ချိန်လို့လို့ဒီဇီယာကြီးပေါ်တက်အေးလိုက်တာညာတာပါငတ်ရောဟေးအဲ့တော့လဲမနဲ့မိုးလင်းကနေရောင်နေလားမအေးရတော့အေးမဟုတ်ဘူးပေါ့ကွာဒါနဲ့အဖကအရက်တော့ပြီအဲ့ချိန်လုံးလို့အိတ်တယ်လဲဆိုပြီးလာဘာကြောင့်အိတ်မရတာလဲဗျအော်မလေးကွာပြောမပြောချင်ပါဘူးငတ်တူရဲ့မင်းတို့ဇီယာကြီးကတရက်တစ်စီအလုံးချောက်တာပဲဟာငါမှမနေပဲတင်းကန်ပြီးတော့အယောင်ဆောင်နေလိုက်ရတာကွာဒါကြောင့်တညာလို့အိတ်မရပဲမနဲ့မိုးလင်းကနေမှအိတ်ပေါ်တော့တာပါကွာဟာဘလို့တရက်ချောက်တယ်ဟာလားဗျ ဒီစရာကြီးကတောတည်တောင်တည်တင်းကျဲကုန်းနဲ့နေပြီးရွာနဲ့နည်းနည်းလန်းဝေးရလူသူပြတ်တယ်ရပါတယ်။တရက်တစီ6လန့်နဲ့လို့တော့လူပြောများပါတယ်။ကျွန်တော်လည်းညပဲဒီဘက်ကိုမလာဘူးလို့6တန်လန့်တော့တခါမှမကြုံဘူးပါဘူးဗျ။အေးကွယ်ငါတူရဲ့အဘာလဲတနိုင်ငံလုံးမျိုးရော်တွေအနဲ့လက်ပတ်လာခဲ့တာအစုံပါပဲကွာ။တရက်တစီဆိုတာအတန်မလန်အရေးအယံလောက်တော့ကြားဘူးမြင်ဘူးပါတယ်။မင်းတို့ရွာကဒီစရာကြီးရောက်တော့မှာပဲကိုတွေ့ကြုံရတော့တာပဲဟေး။ဒါပေမဲ့ဘာရမလဲကွာ။အဘာကလည်းလူပါပဲ။တို့တို့လိုတရက်တစီအရံတော်ဝီယွန်းတော့နေလိုက်တော့ပြီးသွားတာပါပဲကွာ။ အဖရဲ့တရေတစီဆိုတော့အလွန်ကြောက်မှုကောင်းတယ်လို့ကြောက်ဥပါတယ်အဖတယောက်လည်းမကြောက်ဘူးလားဟာဆောင်ရငါလည်းလူဝဲလေကွာကြောက်တော့လေကြောက်တာပေါ့ဒါမှမဟုတ်ကွာဇရကြီးပေါ်မှာမောင်ဝဲလေတော့တတဲကိုဝဲမမြင်ရပါဘူးကွာလာရအောင်ကြေအောင်ကြောင်းအရေးရောင်တော့ပဲမြင်ရတာပေါ့ဒါကြောင့်အဖလည်းမကြောက်မလန့်တဲ့သူတို့အုပ်စုတွေဝင်ရောပြီအယောင်ဆောင်နေလိုက်တာပေါ့အဘအလွန်တက်တီကောင်းပြီတရားတစေတွေကိုမကြောက်တော့အလွန်အံ့ဩစရာပဲဗျာဘဲပုံပဲနေပြန်ချောက်လန့်တာလေဗျာကျွန်တော်ကိုပြောပြနိုင်ပြောပြပြီးပါလားဗျာ အေးအေးမေရငါဘိုက်ကိုဖြည့်ပေးတယ်ကျေးဇူးရှင်ဖြစ်သွားတော့ပုံမွက်လည်းလည်းမချင်းမချင်ပြောပြတော့မှာပေါ့ကွာဒီလိုငါတို့ရအစောပိုင်းမှာအဘပြောခဲ့သလိုပဲအဘလည်းဂျုံရဆုံရမှာအရက်သေးစားတောက်စားလာပြီးတော့မင်းတို့ရွာအနောက်ဘက်ကကိုကိုကွာရွာကိုသွားမလို့ကွာအဲ့ဒီမှာအဘငယ်ပေါင်းတငယ်ချင်းတယောက်ကလာလဲဖို့ဖိတ်ထားလို့ပဲဒါပေမဲ့ကွာအမိုးလုံပြီးတော့နီးစက်ရဒီစရပေါ်တက်အိမ်ကြီးကညတကောင်လောက်မှာအနံတမျိုးမျိုးနဲ့တူ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 စကားစံနေကြအဲ့ရလန့်တို့တယ်ကွာဒါနဲ့ဒါနဲ့အဘအဖြတ်မေးပြရသေးတယ် အဘအနံတကူရတယ်ဆိုတော့ဘာအနံများပါလဲအေးဟွာပြောရရင်တော့လူမီးရှို့လို့ရတဲ့အနံမျိုးပဲအတန်ကတော့တိုးတိုးပြောကြလို့မသေးခွဲပါဘူးကွာအဘအယသမားဆိုပေမဲ့ဒေတာအစိမ်းပါအဲ့ရသတိအလွန်ထားတာကွာမိုးဆိုးအလုံးလည်းလောက်ခဲ့ဘူးလေကြဲ့အိတ်ကျွန်တော်မိုးဆိုးကျင့်နေဆိုတော့ငါတူလေကြားဘူးမှာပေါ့သတိသားအိတ်တော့အမြဲတမ်းသတိရှိနေတာပေါ့ကွာသုံးတရားပံဝင်းကြီးကအနောက်ရှက်ရှိရနဲ့ဖြတ်ခနဲဆိုလန့်လို့အဘရဲ့အလေးချိန်မှန်ဆိုတော့ဟုတ်ကဲ့ပါဒါနဲ့ဖြစ်ပုံပြက်ပုံဇလန်းစုံလေးကိုဆက်ခင်းပါအောင်အေးကွာ အဲ့လိုအတန်ကြားတဲ့အကောင်တွေကလူမဟုတ်မဲ့အဘအလိုလိုသိဒါကြောင့်ပဲအမောင်တဲမှာတရရွေထားပြီးသူတို့နဲ့ရောနေလိုက်အဲ့ဒီခါမှာခေါင်းတော်ဖြစ်ရန်လူတဲ့တရကြီးရဟေးအောင်လေလူနဲ့ရတယ်ကွာငါတို့ကဒီစရာကြီးမှာတရဲဆယ်ကောင်ပဲနေထိုင်ရတာဘယ်ကလူသိမ်းလဲကွာရည်ရွက်ကြည့်ကြစမ်းအဲ့ဒီခါမှာပဲအဘကွာအလင်းဆုံးထားပြီးတော့ဟုတ်ကဲ့ခေါင်းဆောင်ကြီးကဲအားလုံးမတက်ရကြငါရည်တက်ပြီးစစ်စေးမယ်ဆိုပြောလိုက်အဲ့ဒါနဲ့ကွာတရဲအားလုံးတန်းစီပြီးမတက်ရကြ ဘယ်ရမဲကွာအဘအူးဆုံးအဘရဲ့လက်ဝဲဘက်ကတရေတကောင်တွေစပြီးလက်ရဘက်ကတရေတကောင်တွေ1နှစ်3 4 10တိရည်တွက်ပေးလိုက်ရည်တွက်တဲ့အဘကိုယ်တိုင်တော့ခြံထားခဲ့တာဟောဒါကြောင့်တရေဆယ်ကောင်အတိပဲပေါ့ကွာမောင်နှဲမှာဆိုတော့တရေကောင်းဆောင်ကြီးလည်းရိပ်မိရမတူပါဘူးဒါနဲ့ပဲသူကကဲငါတို့အားလုံးဆယ်ကောင်ပြည့်တယ်အပိုးလိုမရှိဘူးတဲ့ဒီနေ့အစည်းအဝေးလုပ်မယ်တဲ့ငါတို့လည်းအထက်မေအရာကျွတ်တန်းဝင်ကြီးနီးပြီဆိုတော့ဒီစရာကြီးအလယ်တိုင်းခြေရင်းမှာမြုပ်နှံထားတဲ့ရှူအိုးကြီးကိုလွှဲပြောင်းပေးပြီး အလူတန်းလို့တာရုခေါ်ကျွတ်တန်းဝင်ကြီးကြလာပြီးကိုအထက်ကအမိတ်ရှိလာတယ်တဲ့ဒါကြောင့်မင်းတို့ငါတို့အားလုံးတင့်တော်လျောက်ပတ်တဲ့အမွေဆက်ခံမဲ့သူကိုလင့်လာစုံသင်းရှာဝေပြီးကံတူးသူကိုလွှဲပြောင်းပေးရဖို့မိုးလင်းတာနဲ့တပြိုင်နက်စုံသင်းရှာဝေကြပြီတော့တဲ့ကဲဒီနေ့အစည်းအဝေးကတော့ဒီလောက်ပဲလို့ဆိုပြီးတော့တရားတစေအစည်းအဝေးပွဲပြီးသွားတော့ဆိုပါတော့ခွာအဲ့ဒီအချိန်ကသကောင်ကျော်လို့လက်လက်လင်းလာရေးအချိန်လောက်ရှိသူတို့တွေပြန်တော့မှဘာလဲအဲ့ရတော့တာပဲကွာဒါကြောင့်အေးရင်မွားတာပေါ့အဲ့ဒါဆိုဥပဘယ်လိုလုပ်မယ်စိတ်ကူးလဲ ဒီလိုငါတို့ရဒီကိစ္စကအကူအညီမပါပဲအပတ်တယောက်လည်းလုံနိုင်တဲ့ကိစ္စလည်းမဟုတ်ငါဝိကွာဒီကိစ္စကိုလူတိခံလို့လည်းမရဘူးကလောဘကြီးရဲ့လူတိကွာအပါလည်းအသက်အန္တရာယ်ရှိတဲ့ပြင်လွတ်ကျွချင်းရတဲ့တရက်တစီတွေဆန္ဒလည်းပျက်စီးသွားလိမ့်အဲဒါကြောင့်အပကငါတို့ကူညီမှဖြစ်လိမ့်မယ်ကွာအပတို့လည်းရောက်တဲ့ဇေယအလေတိုင်းကရှိုးကြီးကိုတူးပေါ်ပြီးဒီဇေယကြီးကိုပြင်ဆင်မယ်ဖျားပွဲနေ့တွေမှာလည်းဖျားဝူးတွေကများတော့ကွင်းပြင်မှာပဲတဲတိုးပြီးအိတ်ကြရတယ်လို့လည်းအဘကြားသိထားဘူးလေကွ အဲဒါကြောင့်အဘတို့ဇရက်ဟောင်းကြီးကိုပြင်နာတဲ့တချိန်နဲ့ခရီးတော်ကြီးမှာဇရက်အသေးကြီးတစ်ဆောင်ကိုရေမိစုံနေနဲ့စောင့်မယ်ကွာအပူငွေကြံသိရင်တောင်ပေါ်ကဖျားလေးကိုလုံးတော်ပြေရွှေပင်းချပြီးပူစောမယ်တလန်းစင်းလန်းတွေကိုလည်းအခုလိုတဘောင်ဝမြေသားလန်းနဲ့မဟုတ်ဘဲနဲ့အင်းကလေးနဲ့အသေးချာစင်ကြီးစိုးပြီးပြ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 တက်နိုင်အောင်မွေလိန်မွေကောက်လေကလေးလုံးမယ်ကွာအသက်ကြီးတဲ့အဘိုးဘွားတွေတက်နိုင်စင်းနိုင်အောင်လက်တန်းလေးတွေကိုလည်းတစ်ဖက်တစ်ချက်စီလုပ်ပေးကြတာပေါ့ကွာငါတို့အဲ့ဒီငါအိမ်မက်ကိုမြင်အောင်ကြည့်တမ်းကွာဘလောက်တောင်ကြည်နူးစရာကောင်းလိုက် အေးအဲ့ဓာတွေအကုန်လုံးပြီးစီးလို့ဝေဘုံငွေရှင်လေးစီတဲ့ရင်လဲမင်းနဲ့ငါတယောက်တော့ခွဲဝေယူကြတာပေါ့ကွာလောကတမရာယလူသားတို့ကောနတ်သားတို့ကောတရေတစေတွေပါတာတို့ခေါ်ပြီးကြွတန်းဝင်နိုင်မယ်ငါစိတ်ကူးဆိုတော့မင်းလည်းသဘောတူနှစ်ချိုက်မယ်ထင်ပါတယ်ကွာလုံလိုက်ပေါ့ဗါရဲ့ကြာသလားလို့အရသမားဖြစ်ပေမဲ့လောဘမကြီးပဲလူတွေမကပဲတရေတစေတွေအပေါ်မှာတော့မေတ္တာစေတနာထားတယ်ပါဘောကျွန်တော်လေးစားဆိုဖရော့ပါတယ်ဗျာ ထို့ကြောင့်ကျွန်တော်နဲ့အဘတိုင်မင်မိဇယက်အလေတိုင်းခြေရင်းတွေတူးဖော်ကြည့်ရာထိဝရဖျောင်းပြင်ဇော်မန်သားသောဆင်းရုံးတလုံးကိုတွေ့ရသည်အထဲတွင် ရွှေမကြီးတောင်များကအပြည့်ဖြစ်၏ထို့ကြောင့်လည်းကျွန်တော်တို့နှစ်ဦးရရွာတကြီးရတူးတူးတိတ်တိတ်တိုင်မင်မိအယတမအဘဤအစီအစဉ်အကြံဉာဏ်တိုင်းဆောင်ရွက်ခဲ့ကြပါတော့သည်ဤသို့ပြင်ထိုအယသမအဘ၏အစီအစဉ်အကြံဉာဏ်၌ဆောင်ရွက်ခဲ့ကြပြီးသောအချိန်တွင်အယသမအဘမှတနေ့တွင်ထူးထူးခြားခြားရွာမှပျောက်ခြင်းမလားပျောက်ွယ်သွားပါတော့သည် ထိုကထိုအယတမအပ၏အကြောင်းဟာတဖြည်းဖြည်းနှင့်ပြန့်နှံ့လာပြီးရွာရှိလူများ၏ပါဇက်ပြားတွင်ရေပန်းဆန်းလာပါတော့သည်ရွာရှိလူကြီးသူမာများပြောကြသောအချက်မှာထိုအယတမအပမှာလူဆက်စစ်မဖြစ်နိုင်ပေဥစ္စာဆောင်တူဦးဖြစ်နိုင်ကြောင်းသို့မဟုတ်ပရာလောကနှင့်ဆက်ဆက်နေသောပုဂ္ဂိုလ်တူဦးဖြစ်နိုင်ကြောင်းနှင့်သူပြောနေသောအချက်များမှာမှန်ကန်ခြင်းမရှိပဲနောက်ွယ်တွင်ထူးဆန်းအံ့ဩဝယ်သောအကြောင်းအရာများများစွာကြံရည်လိမ့်ပြီးဆိုသောအချက်ပင်ဖြစ်ပါတော့သည် အဆုံးထိနားဆင်အားပေးခဲ့ကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအခုဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like လေးနှိပ်ထားခဲ့ပြီးတော့ကျွန်တော်နဲ့ဆောင်းအောင်မြ channel ကိုလည်း subscribe လေးနှိပ်ခဲ့ပေးပါအောင်ခင်ဗျာအခုလိုပဲထူးခြားတွေများပြည့်ရစမ်းကြအကြောင်းအရာတွေကိုပုံမှန်တင်ဆက်ပေးနေတယ်လို့စောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာ